အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အနုစာဝါရီခေါ် Victory Monument မှာရှိတဲ့ Street Food မှာမြန်မာစာလေးတွေတော်စားမလို့ပါအားလုံးပဲ blog လေးကိုဆုံးအကြည့်ပေးကြပါအောင်ခင်ဗျာ Manipuri နဲ့ Blast နဲ့အခုမှပဲတွေ့ရတယ်ဟုတ်ဆုံးရတယ်ဟုတ်ပါ ဒီမုတ်ဇေတန်းလေးကိုသွားမယ်ဆိုရင်တော့ BDS စိန်းလိုင်း Victory Monument မှာဆင်းရမှာပါ Century The Movie Plaza ရှေ့မှာဖွင့်ထားတာပါခင်ဗျာဒီမုတ်ဇေတန်းလေးရဲ့ဖွင့်ကျင်ရကြတော့နေကင်း2နာရီလောက်ဆိုစဖွင့်ပါတယ်ညဆိုရင်တော့9နာရီခွဲ10နာရီလောက်ထိတော့ရှိပါတယ်ခင်ဗျာဆိုတော့စားစရာရတော့ဒီမှာလဲစုံစုံလင်လင်ရှိသလိုရွေးချယ်စရာလည်းများရပါတော့ဒါပေမဲ့ Blessor ကမြန်မာဆိုင်လေးတွေ့ထားရှိလို့မြန်မာဆိုင်လေးမှာပဲသွားပြီးတော့စားခဲ့ပါတယ် on the page looks so good on paper. As some people say, always a made up. It's like I don't know where the blame goes. But I put it on the table, it's already paid for. Hard to see the way up. When I'm looking down on friends who were there when I came up. If I had it all, would I let all my. So, Dinia, Dima, Penny, Lenny, or not? မနီပူဒီနဲ့ဘလတ်ပူဒီနဲ့အခုမှပဲတွေ့ရတယ်။ဟုတ်ပါဆုံးပါတယ်။ဟုတ်ပါအခုရောက်တဲ့နေရာတွေကကျတော့ဒါပါ။ Victory Monument Victory Monument BDS station နဲ့နေရနော်။ဟုတ်တယ်ဒီနားလေးပဲ။ station စင်းတာနဲ့ဒီမှာဟိုပါပေါ့ဒီ street food ပေါ့နော်ဒီရှိမှာပဲ။အဲဒီမှာတော့အစားစရာတော့အစုံရှိရဲ့ဒီမှာဆိုင်လေးပေါ့နော်ဒီမှာလမ်းကြီးတုပ်ရရတယ်ပြီးလို့ရှိရင်ဂျာဆန်တုပ်ဂျာဆန်တုပ်လေးရရတယ်ပြီးရင်ဝတ်သားတုပ်ထူရရပေါ့နော်။ဂျာဆန်ချက်အေးဂျာဆန်ချက်ဂျာဆန်တုပ်က40။ဟာတစ်ချောင်း3ပတ်။ဟိုဝတ်သားတုပ်ကတစ်ချောင်း3ပတ်။

ောင်းနေရှင်းနေထည့်ပြီးညစ်ပြီးစားလို့ရတယ်။ဟုတ်တော့ခေါင်းရှောက်တော့တယ်လေ။ကျားလည်းလို့စား။အဲ့ဒါတော့ဘုရားတာရှိရဲဒါပေမဲ့ငယ်လေးအဲဟိုပါလေးပြက်နေရဆိုလေအဲ့ဒါလည်းအဲ့လိုဆက်စားမှာဆက်ရဟုတ်တယ်ဆက်ဆက်လေးစားမှာပဲတပွဲကို560ပေါ့နော်ကျန်တဲ့ ့ဒါလည်းမျိုးအဲ့လေပေါ့မြန်မာပြည်ပေါ့ကျွမြန်မာရေရောပေါ့စားတာလေသူငယ်ငယ်ပေါ့စားဆိုလို့အဲ့လိုထားစီဝိုင်းပဲဟုတ်မှတ်ကဲ့အပြင်ငေါလာတော်တော်ရန်ကုန်မှာတော့စုံမယ်စုံမယ်လို့ဆိုပြီးတော့မစုံပြစ်ဘူးပေါ့နော်အဲ့ဒါအခုမှပဲဗန်နီဘက်ကိုလာလေရင်လည်းဗန်နီကအဲဒီမှာဒီမုတ်သေးတန်းလေးရှိရယ်ပေါ့အဲ့ဒါနဲ့သွားစားမယ်ဆိုပြီးတော့လက်စဲရောက်လာပေါ့နော်ဒီနေ့မှမီနူးသေးတဲ့ အာသွေရင်အေးလေးရရဲဆိုတာနဲ့ပါတာပေါ့နော်အဆုံးလင်းပါရေပေါ့နော်ဘုံတို့လေးများများလေးနဲ့ဟုတ်ပြီလားဟုတ်နော်ဟုတ်ပြန်ရတယ်ပေါ့အကျော်လေးပူဟိုတခါလေးထည့်နေပြင်တော့ကောင်းတယ်နော်အဲ့ဒါချိန်ပြီးတော့ထည့်နေဟုတ်ဘာကောင်းနေအောင်ဘုံတို့လေးချိန်ပါဟုတ် မင်းကြီးတုတ်တွေကတော့ကောင်းတယ်ဘုရားရွှေရည်ကကြောင့်နည်းနည်းတမျိုးလေးနေနော်ကိုရီမြန်မာရွှေရည်ကကြောင့်အရသာပို့ပြီးလေးလေးပဲမရှိဘူးဒါလို့ကောင်းတယ်နှစ်ယောက်သားစုံနှုံးပေါ့နော်အဲဘလော့လေးလည်းပတ်တရားပြင်အောင်လုပ်ပြီးတော့ဒါတင်လိုက်တာပါပြီးလို့ရှိရင်လည်းဒီဇိုင်းလေးမှလည်းလာစားလို့ရတယ်ဒါဆိုနာလိမ့်စာလေးလည်းဒီမှာဘလက်ဘန်နီယာဟိုလိမ့်စာပို့ပြီးမယ်ဆိုတော့ແລະဘလော့လေးမှာလည်းဒီလိမ့်စာလေးချပေးထားပါမယ်။ဆိုတော့လာစားလို့ရလို့ရှင်ဂျုံပြက်လို့ရှင်လာစားကြည့်ပါလို့ပြောချင်ပါတယ်။ဆိုတော့သူကဒီမှာတော့အကြံတုံးတို့ ဝတ်သားတုပ်ဖို့လို့ပင်ကြဆန်ချက်တို့လမ်းကြီးတုပ်ဖို့ပေါ့နော်အရင်မွေးငါရရင်မွေးငါအခုခဏနားထားလို့ပြောရဲသူကချက်တဲ့အမှနေမကောင်းလို့သူတို့ပြောရပဲနော်ဆိုတော့ blessed blog လေးဒီမှာပဲဆုံးသက်ပါမယ်သူအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြန်ပြန်ပြပါမယ်နော်ဟုတ်ပါအားလုံးတက်တာပါစားလောက်နော်